ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအတက်အကျတွေကိုနားလည်ဖို့ဆိုရင် နေပြည်တော်ရဲ့နိုင်ငံရေးဖြစ်စဉ်တွေကိုသိဖို့လိုပါတယ်။ဒါကြောင့်ဒီနေ့ပြောမယ့်အကြောင်းအရာအနေနဲ့ဒါကိုရွေးထားတာပါ။ရန်ကုန်က2005ခုနှစ်စပြောင်းခဲ့ကြတဲ့ကပြီးခဲ့တဲ့နှစ်20အတောအတွင်းမှာနေပြည်တော်ရဲ့နိုင်ငံရေးပြောင်းလဲမှုတွေကိုတခြားလေ့လာကြည့်မယ်ဆိုရင်အဆင့်၅ဆင့်တွေ့ရပါမယ်။ဒါတွေကတော့တိဆောက်ပြောင်းလဲတိုးတက်စုပ်ယုပ်ပျက်စီးလို့ပြောရမှာပါ။ ဒီစစ်ငါးစင်ပြီးရင်တော့နေပြည်တော်စစ်ဘိုလ်ချုပ်တွေစသိန်းတဲ့နေရာဖြစ်လာမလားဗောလေပထမဆုံးနေပြည်တော်ဘလို့တတိတဲတာလဲနေပြည်တော်တတိတဲတာကတော့အာနာရှင်စစ်ကောင်းဆောင်ဘိုလ်ချုပ်မူကြီးတန်းရွှေပါပဲအာနာရှင်တဲခဲ့တဲ့မြို့ဆိုတော့ပြည်သူတွေအတွက်တိုင်းပြည်အတွက်မဟုတ်တာသိကြပါတယ်သူတို့အတွက်သူတို့တိဆောက်ခဲ့တဲ့မြို့ပါနာမည်ကလည်းနေပြည်တော်ဆိုတော့ဘရင်တွေမင်းတွေနေတဲ့နေရာပေါ့တိတဲ့အတိုင်းဘိုလ်ချုပ်တွေကလည်းသူတို့ကိုသူတို့ဘရင်တွေမင်းတွေလို့ထင်နေကြတာ ကြက်ဖြစ်မယ်ဆိုရင်တော့ကြက်မင်းပေါ့ဗျာနောက်ပြီးတိုင်းပြည်ကိုအတိမီပဲပဲခိုးကြောင်ခိုးပဲနဲ့ဒီဆောက်ခဲ့တဲ့နေပြည်တော်ပါ